ိမ်လုံးကို ကြွေပြားတွေယခုလိုမျိုးပြာတောက်နေအောင်ခင်းထားတဲ့ blue hawk လေးတစ်လုံးကိုကြက်သိန်း4500ညှိနှိုင်းစည်းလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော် SMD ကိုကြော်ပါဟုတ်ကဲ့ဒါကျွန်တော်ခုရောက်ရှိနေတဲ့အိမ်လေးရာဆိုရင်ကျွန်တော်တို့ဒါခြံကပေ40နောက်ကိုပေ130ကျယ်ဝန်းနဲ့ကျွန်တော်တို့ဒါလမ်းကလည်းနှစ်ဖက်တင်တယ်နောက်ဖေးလမ်းသွယ်ကိုလည်းတင်ပြီးတော့ကျွန်တော်တို့ဒါရှေ့ရလမ်းမကြီးကိုလည်းတင်ထားတယ်ခြံခွက်ပေါ်မှာတီဆောက်ထားတယ် အာစီခေါင်ဂျုံလှလာလေးတလုံးဖြစ်ပါတယ်ခင်ဗျာဒါအိမ်လေးရာဆိုရင်အိမ်ကတထက်ခွဲဖြစ်တယ်အိမ်အခန်းဝင်နေရာလဲကျွန်တော်ဒါမာစတာကနှစ်ခန်းပါပြီးတော့မာစတာနှစ်ခန်းလုံးကလည်းတော်တော်လေးကျယ်တယ်စင်ကယ်ခန်းလေးတွေကတော့ကျွန်တော်တို့ဒါလေးခန်းလောက်ပါဝင်တဲ့အိမ်လေးတလုံးဖြစ်တယ်ဒါကြွေပြားတွေတအိမ်လုံးခင်းထားပြီးတော့ပြာတောက်နေတဲ့ဘလူးဟောက်လေးတလုံးလည်းဖြစ်တယ်ရေကူးကန် အသေးလေးတစ်ခုလဲထည့်သွင်းတီဆောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ဒီဘက်မှာဆိုရင်လည်းကားကတော့ကျွန်တော်မိတ်ဆွေတွေဒါစိတ်ကြိုက်ထိုးလို့ရတယ်ကားပါကင်အကျယ်ကြီးဖြစ်မယ်ဒါက၄စီး၅စီးကတော့ AC ပဲကျွန်တော်ဒါအိမ်ရဲ့နောက်ဖေးမှာလဲညီဘူတွေကြံရှိပြီးတော့ကျွန်တော်မိတ်ဆွေတွေဒါကဒီဘက်ကနေဝင်ပြီးတော့ဒီလိုမျိုးပြန်ထွက်လို့ရတယ်အနေထားလေးဖြစ်အောင်ဒါအိမ်ကိုအရှိတ်ကပ်ပြီးတီဆောက်ထားတယ်အိမ်လေးတစ်လုံးလည်းဖြစ်တယ်ပတ်ဝန်းကျင်ကောင်တစ်ခုကိုလည်းပိုင်ဆိုင်ထားတဲ့အိမ်လေးဖြစ်တယ်ဒီအိမ်လေးရဲ့ဒီနေရာဆိုရင်ဒါမြို့လေးမြို့ရဲ့ ရက်ကွက်ကြီးဆက်နှစ်ရေချမ်းအိုးမှာတည်ရှိတဲ့အိမ်လေးတစ်လုံးဖြစ်တယ်။ဗန္တလေးလာရှိုးလမ်းကြီးအတိုင်းလာမယ်ဆိုရင်ကျွန်တော်တို့ဒါဘယင်မဆွဲတာမရောက်ခင်ကနေကျွန်တော်တို့ဒါညာဘက်ကိုချိုးဝင်လိုက်ရုံနဲ့ဂိုင်900အကွာလောက်မှာတည်ရှိတဲ့အိမ်လေးဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒီအိမ်လေးရဲ့အတွင်းကန်းဖွဲ့စည်းပုံတွေကိုလည်းကျွန်တော်မိတ်ဆွေတွေကိုလိုက်လံပြသပေးပါမယ်။အိမ်ထဲကိုဝင်ဝင်ချင်းပထမဆုံးဒါ living room အခန်းအကျယ်ကိုတွေ့ရမယ်။ဒီမှာမီးဆိုင်လေးတွေနဲ့ကျွန်တော်ဆီလေး height လဲဒါဆို ဆက်ထပေလောက်ရှိတယ်အနေထားရှိတယ်အိတ်ခန်းနေနဲ့ကျွန်တော်တို့ဒါ dining kitchen room ကိုစပေးရကျွန်တော်တို့ဒီ level လေးဒါတပေလောက် height ပြီးတော့ကျွန်တော်တို့ဒါတိဆောက်ထားတဲ့အိမ်လေးဖြစ်တယ်ဒါကတော့ကျွန်တော်တို့ဒါ single bedroom ဖြစ်တယ်ဒီမှာ single bedroom လေးတော်လေးကျယ်တယ်ဗျဆက်နှစ်ပေဆက်သုံးပေဝင်းကျင်လောက်တော့ရှိမယ်ဒါနောက်ထပ်ကျွန်တော်ဒါဒီဘက်မှာဆိုရင်ဒါကတော့ kitchen room ပေါ့နော်အဲဒါ kitchen ခုံဖြစ်တယ်နောက်ထပ်ဒါဒီဘက်ဆိုရင်ကျွန်တော်ဒါနောက်ဖေးသွားတဲ့ ရှောင်းလန်းဖြစ်မယ်ဒါကတော့ကျွန်တော်တို့ဘုံရေချိုးကန်းအိမ်သာဖြစ်မယ်ဗျ။ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒါအိမ်အောက်ထက်ရဲ့မာဆာဗာရုံဖြစ်တယ်ဒီမဲ့မာဆာဗာရုံကတော့ကျွန်တော်တို့ဒါဆို15ပေ73ပေလောက်ကျယ်ဝန်းမယ်ကျွန်တော်တို့အိမ်ခန်းတစ်ခန်းဖြစ်တယ်ရေချိုးကန်းနေလဲတော်တော်လေးကျယ်တာကိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမှာဖြစ်ပါတယ်ပေါ်ရက်ကိုတော့ကျွန်တော်တို့ဒီလိုကပြားဆန်ဆန်ကြောင်လေးလေးကားလေးနဲ့ဒါတက်ရောက်ရမှာဖြစ်တယ်ဒါအပေါ်ရက်မှာတော့ကျွန်တော်မိတ်ဆွေတွေ ဒါ single veron သုံးခန်းရှိမယ် master veron တစ်ခန်းရှိမယ်အပေါ်တတ်က master veron တစ်ခန်းကလည်းအောက်ထပ်လို့ပဲကျွန်တော်တို့ဒါတော်တော်လေးကျဲတဲ့နေသားလေးရှိတယ်15ပေ18ပေပေ20အကျင်ဝန်းလောက်ကိုဒါကျဲတဲ့ master veron အခန်းဖြစ်တယ်ကျွန်တော်တို့ဒါအိမ်အတွင်းခန်းတွေရဲ့ဖွဲ့စည်းပုံတွေဖြစ်ပါတယ်ခင်ဗျာရက်ကွက်ကြီးစနစ်မှာဆိုရင်ဒါမြေဈေးဟိုက3000 4000လောက်ပေါက်နေတဲ့အနေထားမှာယခုလိုမျိုး channel လဲကျဲမယ် RC တစ်ထပ်ခွဲတိုက်လေးလည်းဖြစ်မယ်မိသားစုတစု ကောင်းကောင်းလေးနေထိုင်လို့ရမယ့်အနေအထားကိုမှကျွန်တော်တို့ကဒါရောင်းချပေးမယ့်ဈေးနှုန်းကလည်းကျပ်သိန်း၄500ကိုကျွန်တော်တို့ရောင်းချပေးနေတဲ့ထုံးစံတိုင်းပဲပိုင်ရှင်နဲ့ဒိုင်းရိုက်တွေးဆုံညှိနှိုင်းရောင်းချပေးမှာဖြစ်လို့မျိုးလေးမျိုးထဲမှာလည်းနေခြင်းနဲ့ယခုလိုမျိုးလုံချင်းတိုက်ကလေးတွေကိုလိုက်ရှာနေတယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဒိုင်းရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတွေစိတ်ဝင်စားတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်399 9865 9668ကို ဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ